မင်္ဂလာပါဗျကျွန်တော်ဒီ၈ချိန်မှာဒီ၈ချိန်မှာတော့ဗောနော်၈ချိန်မှာတော့ဒီကျွန်တော်ညစာကတင်ထားပေးတယ်22ကွက်ဒက်ဗောနော်22ကွက်ထဲထွက်ခဲ့ရင်တစ်ကွက်ဒက်ထွက်တာဗောနော်အဲ့ကနန်းนี่ဒါတနေ့ထဲမှာ၃ခါဒီထွက်သွားတဲ့စနစ်ဒီပါတယ်ဗောနော်2019ခုနှစ်ကစတယ်တင်ပေးထားတယ် ်တင်ပြထားတဲ့တဲ့ကနေအဲ့22ကောထက်နေတကွက်တော့ကဏန်3ရှစ်ရှစ်ကထဲထွက်သွားတာပေါ့နော်အဲ့စနေလေးကဘလုံးဆိုဒီ2019မှာသူကဒီ2028ထဲရပေါ့နော်ဒီဗရိတ်ဇောင်း3ခုကိုယူတာဗရိတ်ဇောင်း3ခုဒီဒီလိုဒီလိုမဟုတ်ဘူးဒီလိုပေါ့နော်ဒီအောက်ကနေဗရိတ်3ဗရိတ်5ဗရိတ်3 353ဒီလိုထဲထွက်ရမှာပေါ့နော်အဲ့လိုဗရိတ်ဇောင်း3ခုကိုယူလာလိုက်ပေါ့နော်နှစ်ဒီမှာသူကဒီ20နဲ့နှစ်ကြိမ်အထိပေါ့နော်၃ည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 ၃ လုံရလုံရနှစ်ခီပေါ့နော်လုံငါ၃ဝက်နေလုံရလုံရနှစ်ဒီ၂၂ခွက်ရှိတယ်အဲ့ဒီကတစ်ခွက်ပါဝင်ဖြစ်တော့တုံညပရိတ်ခွန်ပရိတ်ကိုပရိတ်တုံညခွန်ကိုထွက်ခဲ့ရင်လုံးဝနောက်လက်မှာတဲပါတဲ့တော်ဒီမနက်2019အစားအောင်နော်တခါ2020ကျတော့အဲ့လိုပဲပေါ့အဲ့လိုတည်းအနေနဲ့၂၂ခွက်ဒီနှစ်ဦးကနေပေါ့နော်၈ပရိတ်၆ပရိတ်၆ပရိတ်၈၆၆ခွက်နေခုန22ချိန်ကဒီ ဘရိတ်ကိုဘရိတ်ငါဘရိတ်ကို959ထိ22ကွက်ဒဲပေါ့နော်အဲ့ဒီ22ကွက်ဒဲမှာဒဲအပါဝင်ဖြစ်တော့ဘရိတ်1ဘရိတ်ငါဘရိတ်7ဒီ158ဆိုပြီးတော့လုံးဝ2020ထဲမှာဒဲထွက်သွားတယ်ပေါ့နော်2020ထဲမှာလုံးဝဒဲထွက်သွားတယ်တခါသူ့ရဲ့နောက်နေ့ကျကျွန်တော်ပြောခဲ့သလိုပဲဘရိတ်ငါဘရိတ်7ဘရိတ်7 958ကနေဒီ22ကြိမ်ထိပေါ့နော်ဘရိတ်1ဘရိတ်ငါဘရိတ်1 152ဒီ22ကွက်သောကဏ္ဍနေဒဲရှိတယ်အဲ့ဒီ22ကွက်သောကဏ္ဍဒဲရေတွေကနေဘယ်ကဏ္ဍထွက်သွားလဲဆိုတော့ဒီမှာ ဗရိတ်3ဗရိတ်9ဗရိတ်9 395ဆိုပြီးတော့2ဦး2021ခုနှစ်2ဦးမှာ3ကက်မြောက်နေလဲဒဲရိုက်ပါတော့နော်အဲ့လိုရိုက်ပြီးတော့ကျွန်တော်ပြောခဲ့သလို2021လေးကက်မြောက်နေတဲ့ကြာဗရိတ်4ဗရိတ်1ဗရိတ်9နော်အဲ့ရစားပြီးတော့ဒီ22ကြိမ်ကဗရိတ်3ညဗရိတ်6ဗရိတ်9အထိနော်နော်ဒီကြားတဲ့ဗရိတ်တွေကိုဒီလိုဒေါင်းလိုက်တက်သွားဒီကောင်းဒီထိတ်ဒီကောင်းဒီခါဒီကောင်းဒီပိတ်ပေါ့နော်အဲ့လိုနဲ့ အဲ့ဒီ22ကိုထဲပါဝင်ဖြစ်တော့ဗရိတ်လေးဗရိတ်တစ်ဗရိတ်ခွန်ဒီခွန်တစ်လေးလို့မရပါ41ခွန်ဆိုပြီးတော့ထဲနော်ဒီမှာ၄ကမ်းမြောင်နေနေနော်၄ကမ်းမြောင်နေနေ2019ကစတာအဲ့ဒီ22ကိုထဲထဲအောင်တခါကျွန်တော်တို့၅ကမ်းမြောင်ကြတော့ဒီပေါ့နော်ဗရိတ်ခွန်ဗရိတ်၃ညဗရိတ်ငါခွန်၃ည၅တွေစလို့ပေါ့နော်ဗရိတ်6ဗရိတ်3ညဗရိတ်3 6 3ည3တိ22ကွက်တော့ကနန်းနေတဲ့ပေါ့နော်အဲ့ဒီနေတကွက်တော့ကနန်းတကွက်က ပရိရှိတီထိတ်ကတိခါရှစ်တပရိနှစ်ဒီနောက်ပိရှစ်တနှစ်ဆိုပြီးတော့2023ထဲမှာတို့ကဒဲအောင်တာဒဲအောင်တာမနေ့ကကျတော့ကျွန်တော်တို့ကဒီမှာကျွန်တော်မွေးခမ်းခဲ့တယ်လို့ပေါ့နော်မနေ့ကဘရိတ်ကိုဘရိတ်တပရိငါကိုတင်းငါကနေဘရိတ်လေးဘရိတ်နှစ်ဘရိတ်6 4 6ဒီ22ကွက်ဒဲဒီပေါ့အဲ့ဒီကနေဟောဒီမှာဘရိတ်6ဘရိတ်6ဘရိတ်နှစ်6 6နှစ်ဒီမှာ6နှစ်6လို့ထွက်သွားတော့ ဆရာလည်းမိုးရအောင်မလာတဲ့အကိုသူ့ယူဆရဆိုရင် तू အဲမထွက်မချင်းမပြီးဘူးလို့မိုးရမှာလို့အဲ့မှာ6နှစ်6ထွက်ပြီးတော့ तू က6 6နှစ်လို့ပါတာဟုတ်ပြ6 6နှစ်လို့ပါတော့6နှစ်6ထွက်သည့်အတွက်ကိုမိုးရအောင်မလာမဆိုင်ဘူး तू အဲဒဲဒဲတကွထွက်မှသာလင်ပြီးတာပေါ့အဲ့မှာပြန်မိုးရတာဒီမှာ6 6နှစ်ဆိုပြီးတော့အဲ့ဒဲတကွကဒဲအောင်တာပဲနော်ဗရိတ်6ဗရိတ်6ဗရိတ်2 6နှစ်6ထွက်လို့စိတ်ပြက်နေတာတိုးပြီမဲ့6 6နှစ် တဲမအောင်မချင်အဲ့စနစ်ဒီမပြီးဘူးအဲ့ဒါလို့ねကျွန်တော်နဲ့စမှာတင်ပေးလိုက်တာကဗရိတ်1ဗရိတ်6ဗရိတ်5 165ဗရိတ်4ဗရိတ်1ဗရိတ်9 4 2 9တဲ့ဗောနော်ဗရိတ်1ဗရိတ်3ဗရိတ်ခွန်တင်3ခွန်ထွက်ခဲ့ရင်တဲ့အဲ့ဒါလို့ねကျွန်တော်22ကွက်တင်ပေးထားတယ်ဗရိတ်6ဗရိတ်9ဗရိတ်5 6 9 5ဒီ22ကွက်ရှိတယ်အဲ့ဒီတဲ့ကနေဗရိတ်3ဗရိတ်8ဗရိတ်8ထွက်ခဲ့ရင်3 8လုံးဝအားရမလို့22ကွက်တဲ့ဆိုပြီးတော့ဒီမှာဗရိတ်3 8 8ကဒီချိန်မှာအောင်သွားတယ် สนิทတွေကိုလည်းမှတ်ထားပေါ့နော်စနစ်တွေကိုလည်းမှတ်ထား2019ကနေစတာတဲ့ပေါ့နော်ဒါမျိုးလေးတွေကိုမှတ်ထားတာရသောပြဝါနာရှင်တွေအကျိုးမရဘူးဘဟုတုဒရတယ်ပေါ့နော်ဒါ22ကွက်ဒဲစနစ်နောက်နေ့ဆိုရင်ကျွန်တော်ဒါမပြောဖြစ်တော့ကွက်ဒီ break လေးတွေကိုခုမှဥပမာ break break နဲ့ break ကို break 3 2 9 3ကနေတဲစလာလိုက် break 3 break ခွန် break ခွန်3ခွန်ခွန်ဒါ2026အတွက်ဒါမျိုးလေးတွေပေါ့ break 6 break 9 break ခွန်8 9ခွန်အဲ့လားမို့တဲ့လုံးဝအားရမလို့22ကွက်လေးကို မှတ်ထားပြီးပါပေါ့နော်အဲဒီမှာ9ချိန်မဲ့သူတို့10ချိန်မဲ့မွေးလိုက်ရတယ်ပေါ့နော်22ကွက်သမားတွေအောင်ရတယ်ပေါ့နော်အဲ့လိုလေးရှိတယ်ကျောင်းလေးပြီးခဲ့တဲ့ချိန်ကဒီ22ကွက်ထဲကနေ388တော့မဟုတ်ဘူးပေါ့နော်တခြားတော့ကနေတကွက်တည်းကိုမှန်ပါအော်ဒီထောက်လိုက်တာပေါ့နော်လွဲတာပေါ့388ထွက်သွားတယ်ပေါ့ခက်တယ်လို့လေးရှိတယ်ပေါ့အခုဒီချိန်နဲ့ပတ်သက်လို့ကြတော့ကျွန်တော်တို့ကဒီ6ချိန်မှာပေါ့နော်ဒီ6ချိန်မှာတော့ဟိုလိုဝုန်းကွက်အနေနဲ့တော့မတွေ့ဘူးပေါ့နော် အဲကျွန်တော်တို့ရလေးဖြစ်နိုင်မဖြစ်နိုင်တုံးသက်ပြီးတော့ထုတ်ကြည့်ကြပါနော်ဒီသုံးလုံးခွေကိုရဲ့နောက်မှာဗရိတ်ရှစ်ကတ်တယ်သူက၈နှစ်တိုင်ပြန်ဒီသုံးလုံးခွေကိုရဲ့နောက်မှာဗရိတ်ရှစ်ကတ်တယ်ဒီသုံးလုံးခွေကိုရဲ့နောက်မှာဗရိတ်ရှစ်ပါနော်ဒီ၈နှစ်တိုင်ပြန်ဒီသုံးလုံးခွေကိုရဲ့နောက်မှာဗရိတ်ရှစ်ဆိုပြီးတော့နော်၈နှစ်ကြီးဗရိတ်ရှစ်ပေါ့ဒီသုံးလုံးခွေကိုဒီသူကကိုပါဝါအဲ့နှစ်ထဲမှာဗရိတ်ရှစ်နှစ်ထဲမှာဒီသုံးလုံးခွေကိုကြောင့်ကိုပါဝါလေးထိတ်လို့စပေါ်လေးထိတ်လို့စပေါ်ထားတယ်ဗရိတ်ရှစ်ရဲ့ပါဝါ၃နောက်ပိတ်နဲ့ဖြစ်ရမယ် အဲ့မှာလေးဒီသုံးလုံးကိုရပါပါလေးထိတ်စားပုံရဗရိတ်ရှိရပါပါသုံးနောက်ပိတ်နဲ့ဖြစ်ရအဲ့ဒီသုံးနောက်ပိတ်ဖြစ်ခဲ့ခြင်းကြောင့်လေးထိတ်သုံးနောက်ပိတ်စပေါ်ခြင်းကြောင့်လေးထိတ်ဒီတစ်ခါနှစ်ခါသုံးခါပြည့်တာနဲ့လေးသုံးကိုပါဆိုပြီးတော့6 3 4ဆိုပြီးခွေထားခဲ့ရမှာဒါစနစ်ရသွားလာလေးနော်တစ်ခါဗရိတ်ကိုဒီသုံးလုံးဗရိတ်ကိုအခွေကိုကိုရပါပါလေးထိတ်ဒီနေ့ထဲမှာစထွက်မယ်ဆိုရင်ဗရိတ်က၈၈ပါဝါ၃နောက်ပိတ်နဲ့ပဲစထွက်အဲ့ဒီမှာလေးထိတ်ဒီတစ်ခါ လေးထိပ်ဒီနှစ်ခါလေးထိပ်ဒီသုံးခါပြီးရင်၄၃၉လို့ခွေထားခဲ့ရပြီတခါနောက်တဲ့၈နှစ်ရည်တော့ဒီလုံးလုံးခွေ၉၉ပါဝါဒီနေ့ထဲမှာ၄ထိပ်လို့စထားရတာနဲ့ဗရိတ်၈ရပါဝါ၃နောက်ပိတ်နဲ့ပဲဖြစ်ရတယ်အဲ့ဒါလို၄ထိပ်ကိုစနစ်တကျ၃နောက်ပိတ်နဲ့စပေါ်ပြီဆိုရင်၄ထိပ်ပြီးတခါ၂ခါ၃ခါ၃ခါပြည့်လိုက်တာနဲ့၄၃၉ဆိုပြီးတော့ခွေသွားခဲ့ရပါတယ်နော်ကျွန်တော်ဒီမှာဆိုရင်ဒါ၄ကမြောက်ဒီ၃လုံးခွေ၉ဗရိတ်၈ ဒီသုံးလုံးခွေကိုရပါပါလေးထိတ်စားထွက်ရင်ကွာလို့ဒီနေ့ထဲမှာ break ရှိရပါပါသုံးနောက်ပိတ်နဲ့ပဲဖြေရမယ်ဆိုပြီးတော့လေးထိတ်သုံးနောက်ပိတ်တက်တက်ရရရိုက်သွားတယ်အဲ့ဒီမှာလေးထိတ်ဒီတစ်ချက်လေးထိတ်ဒီကနှစ်ချက်သုံးချက်မြောက်လေးထိတ်ဒီကသူကနေရာတိုင်းရားထဲမှာဒီ၅ချိန်မှာလေးထိတ်ဒီနှစ်ချက်ပြည့်ခဲ့ပြီးလုံးဝလေးထိတ်ဒီသုံးကကိုတက်တက်ရရသူကလေးနှစ်ထိတ်ဒီသုံးကပြည့်ရတယ်လေးသုံးကိုဆိုပြီးသုံးနောက်ပိတ်ရှိတဲ့နေရာမှာပဲသူကလေးထိတ်ကိုထွက်ပေးရတာအဲ့ဒါမှလေးသုံးကိုဆိုပြီးတော့ကျွန်တော်တို့ခွေလို့ရတာဒီမှာလေးဆိုတာထိတ်ပြီး ဒီစနေလေးတွေဒီအမှတ်တမဲ့လေးနဲ့ထိပ်ပြီးလို့ထိပ်ပြီးတက်လုံးကိုပုံဒီဟိုပါပေါ့ရေကျိုးတို့ရိုက်လို့ရတယ်စနစ်မျိုးပေါ့နော်အဲ့မှာ၄၃ခုခွေသွားတာအဲ့မှာ၄ထိပ်၃ချက်ပြည့်တာ၄၃ခုခွေပြီးတက်တက်ရဲရဲနဲ့ပြီးသွားတယ်အဲ့ဒီစနစ်ကနင်းနေတော့အဲသူကစိတ်ကူးရင်လည်းစမ်းတာပေါ့နော်အဲ့လို၄၃ခုခွေခဲ့တဲ့အယူဆတွေရအဲ့ဒီဘရိတ်ရှိကနေတနည်းနည်းနည်း၃နည်း၄နည်း၅နည်း၆နည်းမြောက်ထဲမှာသူက အဲ့ဒီ၃နောက်ပိတ်တွေကသူက၃တလုံး၃နှလုံး၃၃လုံးပြည့်တဲ့ချိန်မှာသူ့အောက်မှာ၃ပရိတ်ထိုးခြင်းကယူဆကြည့်တာပေါ့နော်ဒီတော့ကလည်းလေးထိတ်သားကြနဲ့လေးရှိရပါဝ၃နောက်ပိတ်နဲ့ပုံသေးလေးထိတ်သားစားပုံရင်၃နောက်ပိတ်ပုံသေးပဲလေးထိတ်သည်ဒီ၃ကလုံငန်းလုံးသည်တို့လေးထိတ်သည်ဒီ၃ကပဲထွက်မယ်၃ကထွက်တယ်၃ကပြည့်တဲ့နေရာသည်၄၃၉ခွေခဲ့ရမှာသူစနစ်တကျလောက်ခွေအဲ့တော့ဟာဒီ၃သည် တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်မြောက်မှာသုံးတလုံးသုံးနှလုံးသုံးသုံးလုံးပြရတယ်ဒီမှာသုံးပရိတ်ပေါ်သလားတစ်ချက်စဉ်းစားတာเนาะသုံးပရိတ်ပေါ်ပြီဆိုတော့လေဟောဟောဒီသုံးလုံး၄၃၉ခွေခဲ့တယ်ဟောဒီ၄၃လုံးခွေခဲ့တယ်ဟောဒီ၄ကနှလုံးပေါင်းရဲ့၄ဆိုတဲ့အတန်ကိုပေးတယ်ဟောဒီ၉ကကြတော့လုံးပိုင်းကိုပေးတယ်ဟောဒီ၃ကကြတော့၃၃လုံးပြလိုက်တာ ਨੇ ပရိတ်ဆိုပြီးအဲ့တူတူသွားတာညနေတော့စိတ်ကူးရင်းစံတယ် င်ကြိုက်နေတဲ့နော်အတုံးပြူကြည့်ပေါ့နော်ဒုတိယကတ်မှာလဲဟောဒီကိုးပရိတ်ရှိအောင်ဒီသုံးလုံးခွေကိုးပရိတ်ရှိဒါလေးထိပ်သားပေါ့နော်လေးလေးထိပ်သုံးပိတ်လေးထိပ်သုံးချက်ပြည်တာနဲ့လဲလေးသုံးကိုးခွေအဲ့ဒီလေးသုံးကိုးခွေကဘာလို့လုံးဝလုံးချင်တော့ဆိုတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆မှာ၆နှစ်မြောက်မှာသုံးတက်လုံးသုံးတက်လုံးသုံးသုံးလုံးပြည်လိုက်တာနဲ့သူ့ရဲ့အောက်မှာသုံးပရိတ်ကိုပုံပြီးကစားချင်တာသုံးပရိတ်ကစားချင်တော့လေးသုံးကိုးခွေခဲ့တဲ့နေရာမှာဟောဒီလေးဒီနှလုံးပေါင်းလေးတို့ဟောဟောဒီကိုးက ကူလုံးပါလေးကူဟောဒီ၃ကကြတော့၃၃လုံးပြည့်သည့်အတွက်၃ပရိပါဆိုပြီးသူကအဲ့ဒါလို့သွားကြည့်နော်တခါတူကျွန်တော်ဒီတတိယကတ်မှာတတိယကတ်မှာဒီ၃လုံးခွေကို၉ပါဝါလေးလေးထိပ်သားပေါ်နဲ့လေးထိပ်၃နောက်ပိတ်ဒီပရိရှိကြောင်းလေးထိပ်ဒီသားပေါ်နဲ့၃နောက်ပိတ်ပုံတွေနဲ့ပေါ်တယ်လေးထိပ်၃နောက်ပိတ်ကြောင်းလေးထိပ်ဒီ၃ကကြားတယ်ကြားတဲ့နေရာဒီ၄၃၉ခွေပြီးအောင်ခဲ့ရမှာအဲ့ဒီ၄၃၉ကတနေ့နဲ့နှစ်၃နှစ်၄နှစ်၅နှစ်၆နှစ်မြောက်မှာ သုံးတလုံးသုံးတလုံးသုံးသုံးလုံးပြေးလိုက်တာနဲ့နော်သုံးတလုံးသုံးတလုံးသုံးသုံးလုံးပြေးလိုက်တာနဲ့အဲ့နှလုံးပေါင်း၄တီနှလုံးပေါင်း၄၉က၉လုံးပါ၃ကကြာတော့၃ကကြာ၃၃လုံးပြည့်ပြီ၃ပရိဆိုပြီးယူယူစားထားတာပေါ့နော်အခုလေဒီ၃လုံးခွေကိုကိုးပါဝါ၄ထိပ်စားကြတယ်နှစ်ဦးကပရိ၈ကြာ၈ပါဝါ၃နောက်ပိတ်နေ၄ထိပ်၃နောက်ပိတ်၄ထိပ်စားပေါ်ရင်၃နောက်ပိတ်ပုံသေး အဲ့ဒါလိုပေါ်လိုက်တာနဲ့လက်ထည်ကြီးကတစ်ချက်နှစ်ချက်သုံးချက်ပြည့်ပြီး၄၃၉လို့ခွေသွားခွေတော့ကျွန်တော်တို့ကဒီတစ်နှစ်နှစ်နှစ်သုံးနှစ်၄နှစ်၅နှစ်၆နှစ်မြောက်ထဲမှာဒီသုံးတစ်လုံးသုံးနှစ်လုံးသုံးသုံးလုံးဒီမှာဒီသုံးနှစ်လုံးထွက်သွားကြတယ်ဒီသုံးတစ်လုံးပဲနေရလာမလဲပေါ့နော်အဲ့ဒါလေးကိုသတိထားပြီးကစားကြည့်အခုအယူဆရမှန်ခဲ့မယ်ဆိုရင်ဒီသုံးသုံးလုံးကပြည့်သွားပြီသုံးသုံးလုံးကပြည့်သွားတော့သုံးသုံးလုံးပြည့်သွားတဲ့အောက်မှာသုံးပရိတ်လာပါလားသုံးပရိတ်လာပါလားလာခဲ့တဲ့သုံးပရိတ်ဒီလေးပဲ ဟောဒီလေးရနှလုံးပေါင်းလေးနဲ့နှလုံးပေါင်းလေးတန်နဲ့နှလုံးပေါင်းလေးတန်နဲ့ဟောဒီကိုကလုံးပိုင်နဲ့နှလုံးပေါင်းလေးတန်နဲ့ကိုကလုံးပိုင်နဲ့ဆိုတော့ဟောဒီ၃ကကြာ၃၃လုံးပြည့်စည်အတွက်၃ပရိဆိုပြီးနှလုံးပေါင်းလေးတန်နဲ့ကိုလုံးပိုင်နဲ့နှလုံးပေါင်း၄တန်နဲ့၃ပရိဆို၄၃ကိုရှိပြီးသားအန်ကြဖြစ်တယ်ပေါ့နော်အဲ့တော့ဆိုလိုချင်တာကတော့၉ပါနဲ့ပရိ၃ပေါ့ပေါင်းတော့နှလုံးပေါင်း၄ရောအကုန်လုံး ဒါ၄၃ခုကိုကျွန်တော်ကရှင်းအောင်လို့ဒါ၄ရောဖြီးရဲ၄ဒီနှလုံးပေါင်း၄တန်း၃ဒီ၃၃လုံးပြည်တာနဲ့၃ပြိ၉ဒီလုံးပိုင်းအဲအဲ့လိုလို၄၃ခုလို့ပါခြင်းလို့အဲ၄တန်း၉လုံးပိုင်းပြိ၃အဲ့လိုပြောရတာပေါ့နော်တကယ်တော့၃လုံး၃၃လုံးပြည်တဲ့ရအောင်ပါပြိ၃ပြိ၃ခုမှ၉ဒီလုံးပိုင်းနှလုံးပေါင်း၄ကအတန်အဲအဲ့ဆိုမှတော့၉ပိုင်းနဲ့ပြိ၃ပေါ့နော်အဲ့ဒါလေးကိုအထားသူအနေထားလေးတွေ မိမိတို့တန်ရတန်ရလေးတွေကစားကြည့်ပေါ့ကစားကြည့်ပေါ့ဆိုရင်တို့ဘလိုလေးမှတို့ညီလိုလေးရေးပြရင်ပူသဘောပေါက်တာပေါ့နော်ကိုလုံးပိုင်နဲ့ပရိတ်သုံးတာရေးဥပမာရေးပြရအောင်နော်ပရိတ်သုံးဆိုရင်ကိုတုံညာလေးရှိမယ်နော်နှလုံးပေါင်းလေးတာလည်းဖြစ်တယ်ကိုလုံးပိုင်လည်းဖြစ်တယ်ပရိတ်သုံးလည်းဖြစ်တယ်အမ်9 3ပေါ့နော်လေးတာကိုလုံးပိုင်ပရိတ်သုံး9နှစ်နှစ်ရှိမယ်နော်လေးတာကိုလုံးပိုင်ပရိတ်သုံး 959ရှိနှလုံးပေါင်း၄တန်း9လုံးပိုင်းပြည့်တုံး9000လေးတန်း9လုံးပိုင်းပြည့်တုံးเนาะပြည့်သွားပြီလား3ညာ4 3 2 2 0 0 5 9ဝင်ပြည့်သေးဘူး968ရှိမယ်နှလုံးပေါင်း၄တန်း9လုံးပိုင်းပြည့်တုံး968အားမှာเนาะဒါမှတွေ2တွေ3တွေ4တွေ56တွေဟုတ်တယ်เนาะ ဒါစိတ်ဝင်စားရင်ကစားကြည့်ပေါ့ကို68တကယ်လို့အထိုင်ဥမာကိုထိတ်လိုအမျိုးရတယ်ဆိုရင်တော့ကိုထိတ်နဲ့ပရိတ်30ခွက်လို့ယူဆလို့ရတာပေါ့ကိုခါဆိုရင်ကြိုက်တယ်ဆိုရင်လည်းကိုခါပရိတ်30ခွက်ပေါ့ကိုကိုနောက်ထိုင်ကြိုက်တယ်ဆိုရင်လည်းကိုနောက်ထိုင်ပရိတ်30ခွက်ပေါ့နော်အဲ့ဒါတော့အထိုင်ရရင်တော့တက်တာတာပေါ့နော်ဒီဟာမှမဟုတ်လေဒီထဲမှာအမ်ညာချာကနန်းကိုကြိုက်တယ်ဆိုရင်음3ခွက်ပဲထိုးယူမယ်ခွန်ခွန်ကိုပက်လေပေါ့အဲ့ဒါလိုလေးအမ်ကိုအယူဆလေးနဲ့အခွက်ကြုံပြီးထိုးကြည့်ပေါ့ဟိုလိုကြတော့လည်းခွက်ကမြင်ရတယ် အဲဒီမှာပရိသတ်6ကွက်9ကွက်12ကွက်15ကွက်20ကွက်28ကွက်ဖြစ်တာနော်အာမိမိအယူဆလေးနဲ့ပေါင်းဆက်ပြီးတော့အသုံးပြုကြည့်ပါနော်အသုံးပြုကြည့်ပါပေါ့နော်ပြီးခဲ့တဲ့ပွဲ3ရက်အမွေးသီးကျွန်တော် YouTube channel မှာဒါပထမဆုံး live မှာတင်ထားတာရှိသေးခုလိလည်းမဖြစ်ရသေးဘူးနော်အထပ်ပြီးမှပြောတဲ့ဟာတွေမဟုတ်ဘူး22ကွက်ထဲကနေဒဲအောင်သွားတဲ့စနစ်တွေပေါ့နော်ဒါနူးလေးတွေကို မတူတော့ရှူတော့ကနေအသုံးချကြည့်ပေါ့နော်အဲ site တစ်ခုဒီဖရိန်ဖရိန်တစ်ခုစီးကြောတစ်ခုကိုအစာရှာတဲ့လူကခတ်တယ်ပေါ့နော်နောက်ကလာရတဲ့လူကအဲဂျန်ဒူနောက်လူတာလာမဲပေါ့နော်အဲမှာလွယ်ပါတယ်ဒီလိုလမ်းကြောဖော်ပြတော့လာရင်နောက်ကနေဒီတွေကနေအနှစ်တွေထုတ်ပြီးတိုက်လို့ရတယ်ပေါ့နော်အဲလိုတွေလည်းအသုံးပြုလို့ရအောင်တင်ပေးရခြင်းဖြစ်ပါတယ်ဗျပေါက်တီးပါကြပါလိမ့်ပေါ့နော်ပေါက်တီး